ဆရာကြီးရန်ရဲ့အတိမပြုမှုကြောင့်ဘန္နာဆိုးစုကလင်းတုံကိုမိတ်ဆွေတယောက်နဲ့တွေ့ဆုံဖို့လိုအပ်ပါတယ်ဆိုပြီးလာရောက်ခေါ်ဆောင်တယ်လို့ရှောင်လွှဲလို့မရတဲ့တွေ့ဆုံမှုမျိုးဖြစ်တာမို့လင်းတုံလည်းအတူလိုက်သွားခဲ့ရပါတယ်။ဒါအပြင်လင်းတုံအနောက်ကနေတောက်လျှောက်လိုက်ချောင်းနေသူတွေကိုလည်းမင်းကလေးဖြစ်သူကထွက်သွားခိုင်းလိုက်ပြန်ပါတယ်။တီးတန့်ခမ်းမထဲမှာတော့မင်းကလေးနှစ်ယောက်ကသူ့ကိုတေချာဝိုင်းကြည့်နေကြလို့အနေခက်နေရတဲ့လင်းတုံလည်းဘန္နာဆိုးမင်းကလေးကိုဘလို့ခေါ်ရမလဲလို့မေးကြည့်လိုက်တဲ့အခါရွှန်းစုဆိုပြီးပြန်ဖြေလာခဲ့ပါတယ်။ ရွှေတောင်းလေလံပွဲဆိုတာရမျိုးကြီးမှာရှိတဲ့အင်အားစုကြီး၃ခုတည်းကတခုပါဝင်ဖြစ်နေတာကြောင့်မင်းကလေးတယောက်ကိုဗနာဆိုးအဖြစ်ထားနိုင်တဲ့အပြင်လင်းနှုတ်နောက်လိုက်လာကြတဲ့သွေးဝေယုံကိုင်းသားတွေကိုလည်းမောင်းထုတ်ပစ်လိုက်နိုင်တာဖြစ်ပါတယ်။ရမျိုးမှာရှိတဲ့အင်အားစုကြီး၃စုအကြောင်းလင်းနှုတ်မေးကြည့်တဲ့အခါဒီတော်သားလေးကဘာမှမသိပါလားဆိုပြီးကြီးရဲ့အထင်သေးသွားခဲ့ပေမဲ့အခုမှရောက်လာတဲ့ဆရာကြီးရန်ကမြို့သခင်အိမ်တော်ရွှေတောင်းကုန်းတဲ့အတင်းနဲ့သွေးဝင်ပလွေကိုင်းဆိုပြီးအင်အားစု၃ခုအကြောင်းရှင်းပြပြောဆိုလာပါတယ်။ ဒီစကားတွေပြောပြီးတဲ့အခါဆရာကြီးရန်ကလင်းတုံကိုသူတို့ထပ်တွေ့ကြပြန်ပြီပေါ့ဆိုပြီးစိတ်ဆွန့်အင်ဖွင့်လစ်ပြီးသွားရင်မွေးရပါအဆောင်မက်သားကိုကုညီစူးစီးပေးရအောင်မလားဆိုပြီးထပ်မေးလိုက်ပါတယ်။လင်းတုံကအခွင့်အရေးတစ်ခုကြုံခဲ့လို့အမက်သားစူးစီးပြီးသွားပြီဖြစ်ကြောင်းပြန်ရှင်းပြလိုက်တဲ့အခါအဖိုးကြီးလည်းထပ်မံအားတင်းသွားရပြန်ပါတယ်။လင်းတုံကစူးစီးခြင်းနီလန်းကိုရှေ့တစ်တာပြတဲ့ကအမက်တမဲရရှိလိုက်တာဖြစ်ပြီးကုရင်စီကနေအစွမ်းတွေဆုပ်ယူပစ်ခဲ့တာဖြစ်လို့လူအလုံးရှိမှပဲအမက်သားထုတ်ပြပေးလိုက်ပါတယ်။ ဒါကိုမြင်တော့လင်းနှုတ်ကအချိန်တိုလေးအတွင်းမှာအဆောင်ဆရာဖြစ်လာခဲ့တယ်လို့တင် जा ပေးမှုမရှိဘဲမွေးရပါအဆောင်မက်သားထက်မှန်စုစည်းနိုင်ခဲ့တာကြောင့်လူတိုင်းကအထင်ကြီးသွားကြပါတော့တယ်။လင်းနှုတ်ကတော့စိတ်ဝိညာဉ်ကျမ်းကြောင့်အခုလိုတက်ကြွသွားတာပါဆိုပြီးဆရာကြီးရန်ကိုဂျေဇုတင်လိုက်တဲ့အခါသူပေးလိုက်တဲ့စာအုပ်ကအစင်သုံးစင်ပဲရှိတဲ့စိတ်ဝိညာဉ်လေးကျင့်နေဖြစ်တဲ့အပြင်လင်းနှုတ်ကိုလည်းတနည်းလောက်ကြတဲ့အခါကျမှအဆောင်ဆရာဖြစ်လာလိမ့်မယ်လို့ဆရာကြီးရန်ကထိမှတ်ထားခဲ့တာဖြစ်ပါတယ်။ မွေးရပါအဆောင်အမတ်သားတွေဟာအဆောင်ဆရာတွေရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်လို့ဒီဆောင်တွေကိုလည်းအဆင့်သုံးဆင့်ထပ်မံခွဲခြားထားကြပါတယ်။မွေးရပါအဆောင်အမတ်သားကိုအများဆုံးတွေ့ရတာဖြစ်ပြီးအဲ့ပေါ်မှာတော့မွေးရပါဝိညာဉ်ဆောင်တဲ့မွေးရပါကောင်းကင်အဆောင်လို့ရှိကြပြီးကောင်းကင်အဆောင်ကပုံစံပြောင်းလဲနိုင်စွမ်းရှိတယ်လို့ထူးခြားအစွမ်းလဲထက်ရှိနေသေးတာကြောင့်အယမ်းရှားပါလွန်လာပါတယ်။ ဝိညာဉ်ဆောင်တွေကလေဟာနယ်စွမ်းအင်အလင်းစွမ်းအင်နဲ့ဆုပ်ယူခြင်းစွမ်းအင်တွေကိုအသုံးပြုနိုင်ကြတဲ့ဆိုပြီးဆရာကြီးရန်ရှင်းပြတဲ့အခါမှာတော့လင်းနှုံလေဒူကိုင်းကျုပ်ကူရင်စီကနေအဆောင်စွမ်းအင်တွေ ဆုပ်ယူမိခဲ့တဲ့အဖြစ်ပြက်ကိုပြန်တရီရလိုက်ပါတော့တယ်။ဒါကြောင့်လင်းတုံစီမှာမွေးရပါဝိညာဉ်ဆောင်ရှိနေတာဖြစ်ပြီးကောင်းကင်ဆောင်တွေကတော့ကောင်းကင်နဲ့မြေကြီးကိုတောင်ဝါမျိုးဖြစ်နိုင်တယ်ဆိုပြီးဆရာကြီးရန်ကရှင်းပြပေးနေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်လင်းနှုံရဲ့စိတ်ဆွမ်းအားဟာသူတွေ့ဖူးခဲ့သူတွေထဲမှာအစွမ်းထက်ဆုံးဖြစ်နေပြီဆိုပြီးဆရာကြီးရန်ချီချူးပေးလိုက်တဲ့အပြင်လေလံပွဲမှာလင်းနှုံကသူ့ကိုရှောင်နေခဲ့တာလားဆိုကထပ်မံမေးကြည့်လိုက်ပါတယ်။လင်းနှုံကဒီလိုမဟုတ်ကြောင်းအနုညွတ်တောင်းပန်လိုက်ပြီးသူတို့လေးမိသားစုစီမှာပြဿနာကြီးတစ်ခုရှိနေတာကြောင့်လူလုံးထွက်မပြကျင်တာပါဆိုပြီးတေချာရှင်းပြလိုက်တော့ရွှန်းစုကသွေးဝဲယုံကိုင်းကြောင်းလာဆိုပြီးပြန်မေးလာခဲ့ပါတော့တယ်။ အဲ့ဒီနောက်ဆရာကြီးရန်ကရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောင်းပြောဆိုနေခြင်းထက်လင်းတုံကိုဒီနေရာခေါ်လိုက်ရတဲ့တကယ့်အရေးကြီးကိစ္စကိုစတင်ပြောပြလာခဲ့ပြီးလင်းတုံစီကအကူအညီတောင်းချင်တာဖြစ်ကြောင်းထပ်မံရှင်းပြပေးလိုက်ပါတယ်။ရံမျိုးရဲ့အရှေ့ပိုင်းမှာတည်ရှိတဲ့တောအုပ်ကြီးတစ်ခုအတွင်းမှာအမြူတင်းတဲ့ရေကန်တစ်ခုကိုသူတို့ကုန်တဲ့အတင်းကအမှတ်မထင်ရှာတွေ့ခဲ့ကြောင်းအမြူတင်းတဲ့ရေကန်ထဲမှာရင်းနဲ့ရန်စွမ်းအားတွေအများကြီးရှိနေကြတာဖြစ်လို့စုပ်ယူကျဉ်းကျဉ်လိုက်တဲ့အခါရွှေစွမ်းအင်မြူတီအစ်စ်လောက်ထိချိုးဖြတ်တဲ့ရောက်သွားနိုင်ခြေရှိတယ်ဆိုပြီးရွှန်းစုကတေချာရှင်းပြပေးနေပါတယ်။ ဒါပေမဲ့ဒီလိုဖိုးတန်ရေကန်ကြီးကိုသူတို့အပြင်တွေးဝင်ပလွေကိုင်းကြီးကလည်းတပြိုင်နက်ရှာတွေးသွားခဲ့ကြတာကြောင့်ရေကန်ကိုပိုင်ဆိုင်ခြင်းတဲ့ဆိုရင်တိုင်းပြိုင်ပွဲနဲ့ဆုံးဖြတ်ကြရမယ်ဆိုပြီးသဘောတူညီမှုဖြစ်သွားကြပါတယ်။တဖက်ချင်းစီကလူငယ်၃ယောက်စီလွတ်ကြမှာဖြစ်ပြီး၃ပွဲမှာ၂ပွဲနိုင်ရရှိတဲ့ဘက်ကနက်ရေကန်ကြီးကိုအပိုင်သိမ်းယူနိုင်ကြမှာပါ။သူတို့ဘက်မှာကြီးရွယ်တဲ့လူငယ်၁ယောက်ရှိပေမဲ့၃ယောက်ပြည့်ဖို့လူလိုအပ်နေသေးတဲ့အချိန်မှာပဲရေချင်းထူးချွန်လုံးတဲ့လင်းတုံကိုမြင်လိုက်ကြရတဲ့အတွက်အခုလိုအကူအညီတောင်းနေကြတာဖြစ်ပါတယ်။ ဒီစကားကြတော့ကြီးရဲ့အပါဝင်လင်းတုံလည်းအံ့အားတင်သွားခဲ့ရပြီးသူဟာအဲ့လောက်ထူးချွန်သူမဟုတ်တလို့သွေးဝယ်ယုံကိုင်းနဲ့လည်းပြက်တနာဖြစ်ရှင်းရအောင်မှဖြစ်လို့တခြားကိစ္စတွေအာယုံမဆိုင်နိုင်သေးဘူးလို့လင်းတုံပြန်ပြောလိုက်ပါတယ်။သူတို့ကိုကူညီတိုက်ခိုက်ပေးမယ်ဆိုရင်ရွှေတောင်းကုန်းတဲ့အတင်းဘက်ကနေလင်းတုံဆွမ်းအားမြင့်လာတဲ့အထိအရင်မြစ်ထောက်ပံ့ပေးမှဖြစ်ပြီးလိုချင်တဲ့ဆုလက်ကိုလည်းတောင်းယူနိုင်သေးကြောင်းရွှန်းစုပြောလာတဲ့အခါလင်းတုံလည်းမြ мян ဆန်းဆန်းအင်အားတိုးမြင့်လာနိုင်ဖို့အမြူတင်တဲ့ရေကန်ထဲမှာသူ့ကိုလည်းဝင်စိမ့်ခွင့်ပေးရမယ်ဆိုပြီးနေရာတစ်ခုတောင်းယူကြည့်လိုက်ပါတော့တယ်။ ကြီးရွက်ကအမြူတင်းတဲ့ရေကန်ဟာအရင်မြစ်ကန့်တက်ချက်ရှိလို့လင်းတုံကိုဝင်စိမ့်ခွင့်မပေးနိုင်ဘူးဆိုပြီးကြားဖြတ်ပြောလိုက်တော့မင်းတို့ဘက်မှာအနိုင်ရရှိနိုင်မယ်လို့ယုံကြည်ချက်အပြည့်မရှိတဲ့အတွက်သူ့စီမှာအကူအညီတောင်းနေကြတာမလားသူ့ဘက်ကအနိုင်တိုက်ပေးနိုင်မယ်ဆိုရင်စူဂျီကိုလည်းပြန်ထုတ်ပေးရမှာပေါ့ဆိုပြီးပြက်သားစွာဆိုပါတယ်။ဆရာကြီးရန်တို့ကလင်းတုံဘက်ကနေတိုင်းပြိုင်ပွဲမှာအစွမ်းထုတ်ပြပေးနိုင်မယ်ဆိုရင်နေရာတစ်ခုပေးမယ်ဆိုပြီးညှိနှိုင်းမှုအောင်မြင်သွားတဲ့အခါကျမှလင်းတုံလည်းအမြန်ဆန်းဆွမ်းအပ်ဖို့တိုးချင်တဲ့အတွက်ကြောင့်အခုလိုကန့်လန့်ရတာဖြစ်ကြောင်းတေချာတောင်းပန်လိုက်ပါတယ်။ ကြည်ရွက်ကတော့ဟန်ဆောင်တည်းရဲ့ကောင်ပြိုင်ပွဲရောက်တဲ့အခါသူမကိုပါပြက်တနာမှဖြစ်စေနေဆိုပြီးဒေါသထွက်စွာထွက်ခွာသွားခဲ့ပါတော့တယ်။ဘိုးဘေးကြောက်တုံးကအခုချိန်ထိပြက်တနာတက်နေစေဖြစ်လို့ဝင်ပုံဝင်နီးမနေလို့များလားဆိုပြီးလင်းနုံကအကွက်ဆက်မျိုးစုံသုံးရင်အထဲဝင်ဖို့ကြိုးစားနေပေမဲ့အကျိုးသက်ရောက်ခြင်းမရှိလို့စိတ်ဆွမ်းအားသုံးပြုရင်ဒီနေရာကြီးတစ်ခုလုံးကိုစစ်ဆေးကြည့်လိုက်ပါတယ်။ဒါပေမဲ့နေရာလုကအဆုံးစမရှိကြီးမားကျယ်ပြန့်လွန်တာကြောင့်လှုပ်ဝက်ချက်ကိုရှာဖွေနိုင်ခြင်းမရှိခဲ့ပါဘူး။ လင်းနှုံလည်းအတွေးလွန်နေလို့များလားဆိုပြီးသူ့ဘာသာရေရွလိုက်တဲ့အချိန်လှုပ်ရှားမှုတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်ဒီနေရာမှာတခြားလူရှိနေသေးတယ်ဆိုပြီးကြောက်ဆောင်တွင်နောက်လိုက်လံရှာဖွေကြည့်ပါတော့တယ်အခုချက်ချင်းအပြင်းမထွက်လာဘူးဆိုရင်သူတိုက်ခိုက်ပြစ်မှာတော့ဆိုပြီးစိတ်ဝိညာဉ်အသွင်ပြောင်းအပ်နဲ့လင်းတုံချင်းချောက်လိုက်တော့အဖြူရောက်ခိုးငွေးကထွက်ပြေးဖို့ကြိုးစားပေမဲ့ဝိညာဉ်လက်နက်တွေကြာဝင်းရံပိတ်ဆို့ခံထားလိုက်ရပါတယ်အနီးကကြည့်တဲ့အခါအထက်ဘက်ကနေအမွေးပွားတွေရှိတဲ့အမိတချောင်းတဲ့မွေပါလေးတစ်ကောင်အသွင်ထွက်ပေါ်လာခဲ့တဲ့အတွက်လင်းတုံကကြွက်ကြီးတစ်ကောင်လာဆိုပြီးရေရွမိလိုက်ပါတယ် ဒီစကားကြတော့သူ့ကိုကျွတ်လို့ပြောရမလားဆိုပြီးမွေပါလေးအလွန်စိတ်ဆိုးသွားရပြီးမင်းတို့တမျိုးလုံးကမှကျွတ်ဆုပ်တွေလို့ချိန်ဆပြစ်လိုက်ရင်သူဟာကောင်းကင်မိစ္ဆာမွေပါတကောင်ဖြစ်ကြောင်းဆရာကြီးဌာနနဲ့ရှင်းပြပေးလာခဲ့ပါတယ်။ဘာလို့ဒီနေရာမှာရှိနေရတယ်လဲမေးတော့ဒီကြောက်တုံးပိုင်ရှင်ဖြစ်လို့ဒီနေရာမှာရှိနေခြင်းကထူးဆန်းနေလို့လားဆိုပြီးကောင်းကင်မွေပါကရံပြန်တွေးလိုက်ပါတယ်။တကယ်တော့လင်းတို့ဆုပ်ယူလိုက်တဲ့မိဘိုးဘေးမိစ္ဆာဘန်းပွင့်ကြောင်းအခုလိုပြန်တရီရလာခဲ့တာဖြစ်ပြီးဒီလိုကူညီမရှိခဲ့ဘူးဆိုရင်မွေပါလေးကနှစ်ပေါင်းရနဲ့ချီဆက်အိပ်ပျော်နေအောင်မှာဖြစ်ပါတယ်။ မီဘိုဘေးမိဆာဘန်းရဲ့အစွမ်းကလင်းတုံကိုလောင်ကျွမ်းပစ်နိုင်စွမ်းရှိပေမဲ့ကောင်းကင်မွေပါလေးကအများစုကိုစုပ်ယူဝါမျိုးပစ်လိုက်တာမို့နှစ်ဦးနှစ်ဖက်လုံးအကျိုးမြတ်ရရှိခဲ့ကြတာပါဘိုးဘေးကြောက်တုံးကလင်းတုံလက်ထဲရှိနေတဲ့အတွက်စိတ်ကြိုက်ဝင်ထွက်နိုင်တယ်ဆိုပြီးမွေပါလေးကသူ့ကိုမနှောက်ယှက်ဖို့ပြောရင်းလှည့်ထွက်ဖို့ကြိုးစားလိုက်ပေမဲ့ဘိုးဘေးကြောက်တုံးကအခုတလောအရန်အားနည်းလာနေတယ်ဆိုပြီးလင်းတုံကအမိဖမ်းဆွဲထားလိုက်ပါတယ် ဒီကိစ္စကမင်းနဲ့တခုခုပတ်သက်နေတယ်မဟုတ်လားဆိုပြီးအသွင်ပြောင်းအနဲ့ချိန်ရမီးကြီးလိုက်တော့ဘိုးဘေးအဆောင်ကိုအတုံးပြုတ်ပြီးတဲ့အခါတိုင်းရွံစွန်းအင်ပြန်ဖြည့်ပေးရတယ်ဆိုပြီးလင်းနှုံကိုလည်းငဒုံးကောင်လိုရှုပ်ချက်ပြောဆိုပြစ်လိုက်ပါတယ်။ဒါအပြင်ဘိုးဘေးအဆောင်ကထူးခြားပစ္စည်းဖြစ်တာကြောင့်ရွံစွန်းအင်ပြန်ဖြည့်တဲ့အခါအရေးသွေးကောင်းတာဖြည့်ရမယ်။အကောင်းဆုံးကတော့အမြူတင်းတဲ့ရေကန်ရဲ့ရင်ရံစွမ်းအားတွေကိုပြန်ဖြည့်သွင်းလိုက်ဆိုပြီးမွေပါကရှင်းပြပေးလိုက်ပါတယ်။ ဒီစကားတွေပြောပြီးတာနဲ့မင်းတို့ကောင်စုပ်လေးကိုဒီတခင်ကြီးထက်ကယူမဆိုင်တော့ဘူးဆိုပြီးပြန်လဲထွက်ဖို့လုပ်တဲ့အခါမင်းရင်တုံးကအရန်အကောင်းခဲ့တာလားလို့လင်းတုံမေးကြည့်လိုက်တော့မင်းတို့ကောင်မျိုးလေးကိုဤတစ်ချက်ပေါ့ယုံလောင်းနဲ့လူရောက်8000ကျော်လောက်ထိအตาလေးတက်ပြစ်နိုင်တယ်ဆိုပြီးမန်တက်စွာပြောပြလာခဲ့ပါတယ်။ဒါပေမဲ့ဘိုးဘေးကြောက်တုံးကိုသူရရှိသွားတဲ့အချိန်တုန်းကကြင်ကြံသူအများကြီးသူ့နောက်လိုက်တက်ခဲ့ကြလို့သူ့ကိုယ်သူဖောက်ခွဲပြစ်ပြီးမိစဝိညာဉ်အဖြစ်နဲ့ဒီကြောက်တုံးထဲမှာပုံအောင်နေထိုင်ရတယ်ဆိုပြီးအခုချိန်မှာတော့အရန်အနယ်လွန်သွားပြီဖြစ်ကြောင်းဝမ်းနည်းစွာရှင်းပြပေးနေခဲ့ပါတယ်။ ီပစ္စည်းရှိနေတာကိုတခြားလူတွေမသိစေနဲ့မင်းတည်သွားတာကိုငါကယူမဆိုင်ပေမဲ့ငါပေါ်အကြံဆိုးမရှိတာကိုထောက်ထားပြီးကြိုးတတိပေးထားလိုက်မယ်ဆိုပြီးမွေးပါကဘိုးဘေးကြောက်တုံเจ้าကိုလှုပ်ဝက်ချက်အဖြစ်ထားခိုင်းလိုက်ပါတော့တယ်ဒီအเจ้าတွေသတိပေးလိုက်ပြီးတာနဲ့မွေးပါလေးကသူတို့နှစ်ယောက်ထပ်တွေ့စရာမလိုတော့ဘူးဆိုပြီးထွက်တော်ဖို့ပြင်လိုက်တဲ့အခါလင်းနှုံကမွေးပါလေးဟာကြောက်တုံပိုင်ရှင်ဖြစ်ခဲ့ဘူးတာကြောင့်ဘိုးဘေးအဆောင်ရဲ့လှုပ်ဝက်ချက်တွေသူ့ကိုရှင်းပြပေးရမယ်ဆိုပြီးတားဆီးထားလိုက်ပါတယ် မွေပါလေးကမင်းလိုကောင်းကိုဘာလို့ပြောပြပေးရမှလဲဆိုပြီးအထင်သေးစွာပြောလိုက်တော့လင်းနှုံကလက်နှစ်ချောင်းပြန်ထောင်ပြလိုက်ပါတယ်ပထမတစ်ချက်မွေပါလေးကခန္ဓာကိုယ်ဖောက်ခွဲထားတဲ့မိစ္ဆာဝိညာဉ်ဖြစ်နေလို့လင်းနှုံကစိတ်ကြိုက်သက်ပြစ်နိုင်ပြီးလှုပ်ဝက်ချက်တွေနှိပ်စက်မေးပြစ်နိုင်တယ်လို့ဒုတိယတစ်ချက်ကပူပေါင်းဆောင်ရွက်ကြရင်သူ့ဘက်ကနေမွေပါလေးအတွက်ခန္ဓာပြန်ကောင်းအောင်ကူညီပေးနိုင်တယ်ဆိုပြီးရှင်းပြပေးလိုက်ပါတော့တယ် ီကန်လန့်ချက်ကမွေပါလေးကိုစိတ်လှုပ်ရှားမှုဖြစ်သွားစေပြီးဥပမာအားဖြင့်မိဖို့ပေးပန်းပွင့်လိုမျိုးမိစ္ဆာဝိညာဉ်ကိုပြုစုပျိုးထောင်ပေးနိုင်တဲ့ဝိညာဉ်ဆေးဝါးတွေအများကြီးလိုအကြောင်းပြောတော့လင်းနှုံကအကောင်းဆုံးစ조사ပေးမယ်ဆိုပြီးသူတို့နှစ်ယောက်ကြားအပေးယူဖြစ်သွားကြပါတယ်။ဒါကြောင့်မွေပါလေးဘက်ကနေလင်းနှုံကိုအရင်စွမ်းထက်လာအောင်တင် जा ပေးရတော့မှဖြစ်ပြီးဒီလိုဖြစ်လာအောင်လင်းနှုံကအကွက်ရွှေ့လိုက်တာဖြစ်ပါတယ်။ ဘိုးဘေးကြောက်တုံးကစိတ်ဆွမ်းအင်လေးကျင်းနိုင်လာမေတော့လေးကျင်းနိုင်ပေမဲ့အရန်ဒုက္ခများတယ်ဆိုပြီးမွေပါကအခက်တွေ့တယ်လို့ပြန်ရှင်းပြပေမဲ့လင်းနုံကဝေထုံးကိုအနိုင်ယူဖို့အတွက်အချိန်များကြီးမရှိတော့လို့အဲ့ဒီနေရာစီအ мян ခေါ်သွားခိုင်းလိုက်ပါတော့တယ်။ဆုံးဖြတ်ချက်ကိုမြင်တော့ဘိုးဘေးကြောက်တုံးတဲ့ကလောကငယ်လေးဟာအရန်ရှုပ်ထွေးလွန်းတာမို့လမ်းမပြောက်တော့အောင်သူ့နောက်တေချလိုက်ခဲ့ဆိုပြီးအဆောင်မက်အသားတွေရှိတဲ့နေရာတစ်ခုစီခေါ်သွားပေးလိုက်ပါတယ်။ ွေပါလေးရဲ့ခိုင်းစေချက်အတိုင်းလင်းနှုံစိတ်ဆွမ်းအားသုံးပြကြည့်တဲ့အခါအကုံတုံးပြောက်ွယ်သွားခဲ့လို့အလဲစားခံလိုက်ရပြီလားဆိုပြီးစိတ်ရှုပ်သွားခဲ့ရတဲ့အချိန်အပေါ်ဘက်ကနေအလင်းတစ်ခုထွက်ပေါ်လာခဲ့ပြီးအထဲဘက်မှာတော့စိတ်ဆွမ်းအင်းတွေကိုအသေးစိတ်ပြစ်နိုင်တဲ့အဆောင်ကျိတ်စုံကြီးတစ်ခုကိုလင်းနှုံမြင်တွေ့လိုက်ရပါတော့တယ်